ဂါဇာမြို့တော်အရှေ့ပိုင်းရှိစာတင်ကျောင်းတစ်ကျောင်းကိုအစ္စရေးလေကြောင်းမှတိုက်ခတ်မှုတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။ကျောင်းကစစ်ဘေးဒုက္ခသည်တွေခိုလုံတဲ့နေရာဖြစ်တဲ့ဆော်ဦးအမျိုးမျိုးကိုတိုက်ခတ်မှုများစွာဖြစ်ပွားခဲ့ပါတယ်။ယာနဲ့ချီတဲ့လူတွေကနိုင်ရည်အနှဲငယ်စောပြီးကျောင်းကိုရောက်ရှိလာကြပါတယ်။ဘုံခွဲမှုစတဲ့ချိန်မှာအမျိုးသားအမျိုးသမီးနဲ့ကလေးငယ်များအခြားဆောင်တို့ကိုထွက်ပြေးခဲ့ကြတယ်။ဒါပေမဲ့ဘုံတွေကတော့လိုက်ပြီးတော့ထိပါတယ်။ကဲဆေးသမားများနဲ့ဘေး ကင်းသူတွေကိုလည်းပြစ်မှတ်ထားခဲ့ပါတယ်။တရားရသူတွေကိုလည်းကုညီဖို့ဘေးကလူတွေကဘုံးတွေနဲ့ထိမှန်တဲ့ကယ်ဆယ်ရေးသမားတို့ကတွေ့ကြုံပြောပြပါတယ်။ဒါကကဘာကိုနိုးစော်ချက်ပဲအမျိုးသမီးတွေနဲ့ကလေးတွေကိုတတ်ဖြတ်တာကိုချက်ချင်းရဖို့ဖြစ်တယ်။ကယ်ဆယ်ရေးအဖွဲ့တွေရဲ့အလုပ်ကကြိုးပမ်းမှုတွေကခက်ခဲလာနေပါတယ်။ကယ်ဆယ်ရေးအဖွဲ့တွေကရုန်းကန်နေကြရတယ်။သူတို့မှပစ္စည်းလုံးလုံးမရှိဘူး။အပြည့်အစုံများအောက်မှာအသက်ရှင်ကျန်နေလို့ရှာဖွေဖို့အတွက်လည်းအပြေးလွှာရှာနေကြရတယ်။ ကျေးဇူးတင်ပါတယ်ဥက္ကဋ္ဌပြောရဆိုတော့ဒီလိုအစုလိုက်ပြုံလိုက်တပြတ်မှုအတိုင်းအတာနဲ့ပတ်သက်ပြီးကျွန်တော်တို့တုံ့လုံးမိတယ်။တေဆုံးသူအများစုကအမျိုးသမီးတွေနဲ့ကလေးတွေဖြစ်တယ်။နောက်ထပ်ကျေးဇူးတင်ပါတယောက်ကလူကလေးငယ်ရဲ့အကျဉ်းချန်တွေကိုကင်ဆောင်ပြီးဝမ်းနဲ့ပူဆွေးကြအော်ရိတ်ခဲ့ပါတယ်။အစီဝါစီယမရှိတဲ့အရေးပေါ်ခန်းမှာအသေးအပြောက်များနဲ့ ပြေဆုံးနေပြည့်ပြည့်နေပါတယ်တေဆုံးသူအများစုကခရင်းငယ်တွေလည်းဖြစ်ပါတယ်ဂါဇာကမ်းမောင်းဒေသကိုအစ္စရေးကတခါမှုတွေတုံ့ပြန်လှုပ်ဆောင်နေတယ်လို့အနာပယ်တွေကပြောပါတယ်အချိန်တွေကပိုဆိုးလာနေပါတယ်နောက်ထပ်ပါလက်စတိုင်းတွေကိုတွားစရာနေရာမရှိလို့တင်းငယ်တဲ့ဒေသတွေမှာအတင်းအကျတွန်းပို့ခံရပါတယ် Michael Apple